အခုလိုအကြောင်းရင်းတွေကြောင့်တဲဆုညင်းကိုမရှင်းနိုင်လို့ဘာစုမမရပဲပြုတ်ခဲ့ရတဲ့ JK Sophia မင်္ဂလာပါပရိသတ်တို့ရင်အခုတစ်ခေါက်မှာတော့ဆိုရှယ်မီဒီယာပေါ်မှာရောအလောင်းမဲ့ပရိသတ်တွေကြားထဲမှာပါအရန်ကိုလူပြောများနေတဲ့ပေါ်လောရိုက်နေတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးချင်ပါတယ်။ဒါကတော့အခြားမဟုတ်ဘူးရှင်။2025ခုနှစ်ရဲ့ Miss Grand International ပြိုင်ပွဲကြီးမှာမြန်မာနိုင်ငံကိုဇာပြုတ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အလောင်းမဲ့ JK Sophia တယောက်ပါစုမမရခဲ့ပေအနည်းဆုံး Top 20တဲ့တော့မဝင်ပေစိတ်မကောင်းစွာနဲ့ပြုတ်သွားခဲ့ရတဲ့အကြောင်းပါပဲရှင်။အလုံးလေးသိကြတဲ့အတိုင်း MGI 2025မှာတော့မြန်မာကိုဇာပြုတ် JK Sophia က Emplace ဖြစ်ပြီးတော့ပြိုင်ပွဲကနေ ဆော့ဆော့ဆီဆီထွက်ခွာခဲ့ရတာပါပရိသတ်တွေကလည်းဒီအပေါ်မှာဘာကြောင့်လဲဘာတွေဖြစ်သွားတာလဲဆိုပြီးမိကွန်းတွေအများကြီးထုတ်နေကြပါတယ်တချို့ကတော့ဒါက MGI ကမြန်မာကိုတမင်နှိတ်ကွတာလို့ပြောနေကြသလိုတချို့ကတော့အရင်နှစ်ကအလှမယ်နဲ့ရှင်လို့မရလို့ဆိုပြီးဝေဖန်နေကြပါတယ်ဟုတ်ပါတယ်အဓိကအကြောင်းရင်းကိုပြောရရင်တော့အလှမယ် JK Sophia အနေနဲ့အရင်နှစ်ကမြန်မာကွန်ကိုစောင့်ပြီး Top 5ထိရောက်ရှိခဲ့တဲ့အလှမယ်တဲဆုငင်းရဲ့အရေးအချင်းတွေကိုလုံးဝလိုက်မမိခဲ့တာကြောင့်လို့ပဲဆိုရမှာပါ ပြည်ထောင်တို့လည်းမှတ်မိကြအောင်ပါရှင်2024ခုနှစ် MGI မှာတဲစုငယ်ဝင်ပြိုင်တော့ကဆိုရင်မြန်မာတနိုင်ငံလုံးကပြည်ထောင်တီရဲ့အဖေမှုကိုအခိုင်အမာရရှိခဲ့တဲ့သူပေါင်းတဲစုငယ်လို့ပြောလိုက်တာနဲ့အလုံးရဲ့မျက်စိထဲမှာပြင်းပြင်းကြတာကသူ့ရဲ့ဘသူနဲ့မှမတူတဲ့တမူထူးခြားတဲ့ခပ်ဝတ်တွေပါပဲ Slave Walk Day Lion Walk Day နဲ့ပြိုင်ပွဲတစ်လျှောက်လုံးမှာတကယ့်ကိုချင်ပေါ်ခဲ့တာပေါင်း အထက်ငငယ်လေးနဲ့ MGI လိုစင်မြင့်ထပ်ပေါ်မှာတခြားနိုင်ငံကဝိုင်းရင်အလှမဲ့ကြီးတွေနဲ့ရင်ပေါင်တန်းပြီးမလျှော့တော်ဆွဲနဲ့ရှင်ပြန်ခဲ့တာအလုံးလေးအသိပေါင်းပြီးတော့သူမရဲ့ခန္ဓာကိုယ်အချိုးအစားကိုပြောရရင်တော့ခါသေးရင်ချီဆိုတဲ့မိမလာတယောက်ရဲ့အလှတယောက်စံနှုန်းတွေကိုအပြည့်အဝပိုင်းဆိုင်ထားပါတယ် ပူရီတာရီရဲ့စိတ်အစဉ်ကိုဖန်ဆားထားနိုင်တဲ့လှပကြော်ရှင်းတဲ့ခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ထားတဲ့သူပေါင်းမျက်နှာလေးကလည်းချုံမလှပပြီးတကယ့်ကိုမိမပြုတ်လေးတယောက်ရဲ့အလှတရားတွေကိုတွေ့မြင်ရမှာပေါ့။ဒါရီကြောင့်လည်းအသေးစွန့်ငင်ကမြန်မာပြည်သူတွေရဲ့အသေးစွဲအလှမယ်တယောက်ဖြစ်ရည်တည်နိုင်ခဲ့တာရှင့် အခုနှစ်ရဲ့အလှမဲ့ JK Sofia ကိုပြန်ကြည့်ကြရအောင်ပါ။သူမကချက်စရာကောင်းလားဆိုတော့ကောင်းပါရဲ့ရှင်။တိုင်းရင်သူပြပြစကားတန်လေးဝဲဝဲလေးနဲ့ရေဖက်မဝင်အောင်ပြောဆိုတတ်တဲ့ချက်စရာကောင်းတဲ့ကောင်းမလေးတယောက်ပါ။သူမတခြားအရေးချင်းတွေလည်းရှိပါသေး။ဥပမာအတန်ပါဝါကောင်းကောင်းတဲ့တခြင်းတွေတည်ဆုံနိုင်တဲ့အစရောတယောက်လည်းဖြစ်ပါသေး။ဒါပေမဲ့ Breather တို့ပဲစဉ်းစားကြည့်ပါ။အလှမဲ့ပြိုင်ပွဲအထူးသဖြင့် MGI လိုပွဲမျိုးမှာဒါရီနဲ့လုံလောက်ရဲ့လောင်းအလှမဲ့လောကနဲ့သူမရဲ့ပြုမှုပြောဆိုတဲ့ပုံစံတွေမျက်နှာအနေထားတွေကလုံးဝကိုကိုက်ညီမှုမရှိခဲ့ဘူးဆိုတော့အများစုက ထောက်ပြနေကြပါတယ်။ အဓိကအချက်ကတော့တဲဆုညင်ရဲ့ခန္ဓာကိုယ်လိုမျိုးလှပကြော်ရှင်မှုအချိုးစားကျနာမှုမရှိတာပါပဲ။ပရိသတ်တချို့ကဆိုရင်သူမရဲ့ body ကိုအချိုးစားမကျတဲ့ကာယဗလမဲ့တယောက်လိုဖြစ်နေတယ်လို့တောင်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာရှင်။နောက်ပြီးသူမရဲ့အရက်မောင်းအရက်မောင်းကလည်းအချားလှမဲ့တွေကြားထဲမှာထင်းငနေဖြစ်နေတာမျိုးမဟုတ်ဘဲလူကြားထဲမှာပြောင်းနေပြီးပူကောကောနဲ့ကလေးတယောက်လိုဖြစ်နေခဲ့တာကလည်းသူ့အတွက်အားနည်းချက်ကြီးတစ်ခုဖြစ်ခဲ့ရပါမယ်။အထူးသဖြင့်ပြောရရင်တော့ပရိသတ်ရဲ့အသေးဆွဲအလှမဲ့တဲဆုညင်ပိုင်းဆိုင်ထားတဲ့အရေးချင်းတွေစင်ပေါ်ကစွမ်းဆောင်ရည်တွေ က်ဆောင်မှုတွေကိုအလှမဲ့ဂျေခီဆိုဖီယာကလုံးဝလိုက်မမီခဲ့တာကြောင့်အခုလိုပြုတ်ချင်းမလပြုတ်ခဲ့ရတယ်လို့ဆိုရင်တော့မှန်ပါလိမ့်မယ်။ဒါပေမဲ့ဒါတခုရဲ့ကြောင့်မဲလောင်နောက်ွယ်မှာအခြားအကြောင်းအရာတွေရောမရှိနိုင်ဘူးလား။တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း MGN အဖွဲ့အစည်းနဲ့မြန်မာအလှမဲ့တွေကြားကမပြီးဆုံးသေးတဲ့ရန်ညိုအတေးတွေလည်းရှိနေကြတာကိုပရိသတ်တို့အားလုံးလည်းသိကြမှာပါ။အရင်နှစ်ကအလှမဲ့တဲဆုငိန်တို့ဆရာတပည့်နှစ်ယောက် MGN နဲ့ပြဿနာတက်ခဲ့ကြတာအပြန်အလှန်စကလုံးတွေနဲ့တိုက်ခိုက်ခဲ့ကြတာတွေရှိခဲ့ပါတယ်။အဲဒီပြဿနာတွေအကြောင်း MGN ဘက်ကမြန်မာနိုင်ငံပေါ်အမြင့်မကြီးလင်းတာ ရီရှိနိုင်တယ်လို့အများစုကတော့သုံးသပ်ခဲ့ကြတာရှိမြန်မာပြည်သက်တွေကတော့ဒီနှစ်မြန်မာကိုဇာပြုတ်လာမယ်အလှမဲ့ကိုလုံးဝကိုနေရာပေးမှာမဟုတ်ဘူးတမင်တကာဖယ်ထုတ်ပြစ်လိုက်မယ်ဆိုပြီးကြိုတင်ထင်မြင်ချက်တွေခံမှန်းချက်တွေပေးထားခဲ့ကြပါသေးတယ်အခုတော့ပြည်သက်တွေထင်မြင်ယူဆထားကြတဲ့အတိုင်းပါပဲရှိအလှမဲ့ JK Sophia အနေနဲ့ဒီနှစ်မှာတော့ top 20စီးရင်ကိုတော့ချိတ်ခွေမရပဲ unplay ဆိုတဲ့ရလနဲ့ပဲစိတ်မကောင်းစွာအိမ်ပြန်ခဲ့ရပါတော့တယ်